အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောဒီလေးတစ်နေ့ဖြစ်ပါစေဒီညကနေစုမုံအောင်တောင်းပြလိုက်ရပါတယ်။အဲ့တော့ Liverpool အသင်းအနေနဲ့ဒါကျွန်တော်တို့ဒီနေ့ညမှာနည်းနည်းလေးကျွန်တော်ခမောင်းနဲ့စကားပြောမှာပေါ့နော်။အမှန်တမ်းပြောမှာကျွန်တော်ဒါဒီနေ့ညမှာဟို ခြားသော content ကိုကျွန်တော်တင်ဖို့စဉ်းစားခဲ့ပေမဲ့ဒါကျွန်တော်ဒီတစ်ခေါက်မှာတော့နည်းနည်းလေးကျွန်တော်အခုလက်ရှိ press conference ပြီးပေါ့နော်ကျွန်တော်တို့တမဘူးရဲ့လက်ရှိနီးပြတာကျွန်တော်တို့ Arnie Stocker press conference မှာ Alana Easton နေနဲ့တန်ရာကြောင့်မဆက်လက်ပြီးတော့ပွဲပယ်အောင်မယ်ဒါကျွန်တော်တို့ Aston Villa နဲ့ပွဲဒါကျွန်တော်မြန်မာစံတော်ချိန်တစ်နာရီခွဲပွဲရဲ့ဒီမှာကျွန်တော်မပါလာနိုင်တဲ့အတွက်ကြောင့်မလို့ဒါကစားသမားအနေနဲ့ဒါဆက်လက်ပြီးလွှဲချွန်မယ်ပေါ့နော်အဲ့ဒီပွဲစဉ်အကြောင်းကိုဒါကျွန်တော်တို့ပြောမှာတက်ဆိုင်လက်ရှိမှာလေဘူးသင်းကတော့ဒီနှစ်မှာဒါကျွန်တော်မြန်မာလိုပြောရမယ်ဆိုကတ်ဆိုင်နေတယ်လည်းပဲပြောမှာ တချို့ကြတာကျွန်တော်တို့ဝန်နေတော့ကိုတော်ဘရီဒဲရေးသားထားခဲ့တဲ့ဥစ္စာတို့တချို့လေးနည်းနည်းလေးကျွန်တော်ပြန်ပြီးတော့ဟိုသူပြောဥစ္စာအပြည့်အဝပြောမှာမဆိုတာမဟုတ်ပေမဲ့တခြားကနေပြောခုနကပြောတဲ့ကလော့ပြည့်ဟို ကိုကစားကွက်အရှိန်ပေါ့နော်ကလော့ပြရဲ့အသင်းရဲ့အရှိန်နဲ့အတူဒါကျွန်တော်တို့ထားပေးခဲ့တဲ့အရှိန်နဲ့အတူဒါကျွန်တော်တို့အာနီစလော့ဖလားရခဲ့တဲ့ဆိုတဲ့ဒါကျွန်တော်တို့စကလုံးတစ်ခုကိုပြောခဲ့တဲ့အနေထားမှာရှိတယ်ဒါကိုတော်မရတဲ့ကဒါကိုလက်မခံဘူးသူနေတာခုနကဘသူဒီဒါလူပုံစံဖြစ်တယ်ဆိုသူပြောကျွန်တော်မနိုင်ပြောမယ်ကိုတော်မရတဲ့ဒီနေရာမှာတူတယ်ဒါကိုတော်ပရတဲ့ကိုလည်းဒါအပြည့်အဝဒါကျွန်တော် fully credit ပေးတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒါလုံးဝဒါကျွန်တော် philology တစ်ခုလို့မြင်တယ်ဘာကြောင့်လဲဒီလိုမျိုးဒါဒီလိုမျိုးနီးပြတယောက်ကထားခဲ့တဲ့ squad ကအဲ့လောက်ဒီအသက်ဝင်ပြီးတော့တကယ်ကိုကောင်းနေမယ်ဆိုရင် ราคาจ่ายไอ้อะไรอ่ะฟลอโลจิบอกว่าคุณน่ะบอกว่าปุ๊บปွင့်เลยดาคลับโกจังฟาวทูดาหมอบดาส่วนคลับโกดันง่ะก็ดีลูซิยินเนี่ยมะนิดกะโอ้ตะนิดกะบาลุอานิสโลกอ่ะดาตุตะดีสควอทแท้มาบ่เนาะคีซ่าเดียวกะลวยบ่ามาไม่กวาดเลยสควอทเนี่ยคลับเนี่ยสควอทเนี่ยกูเป็นဒါအာနီစလော့ကဒါကျွန်တော်ပထမနှစ်တနှစ်တည်းမှာဒါပရီးမီးယားလိဂ်ကိုယူခဲ့တဲ့ကလော့ဟိုစလော့ကကလော့ထပ်ပို့ပြီးတော်ခဲ့လေလားလို့ပြောရင်ရောကြိုက်မလား ဒီမိကုန်းကိုမေးရမှာအဲ့တော့ခုနကပြောသူပဲကျွန်တော်နေဒီ logic ကြီးကဒါကျွန်တော် တော်တော်လေးကို lazy ဖြစ်တဲ့ logic တခုလို့မေးတယ်ခုနကပြောဟာတစ်ဖက်ကခမဆာလာတို့ van dyke တို့ဆိုတာတကယ်တမ်းပြောရမယ်ဆိုရင် club ကိုယ်တိုင်ဒီလူတွေကိုဝယ်ခဲ့တဲ့အဒီထားမှာမရှိဘူး maybe van dyke ကသူ့ရဲ့ suggestion မှာသွားရင်သွားခဲ့မယ်ကျွန်တော်နေနဲ့မြင်နေဒါပေမဲ့ဆာလာကိုဝယ်မဲ့အချိန်မှာ club ကိုယ်တိုင်ကသူ့ဒီ mario godzi ကို domon ကနေသူ့ရဲ့တပည့်ဟောင်းကိုသူ့လိုချင်တယ်လို့သူကိုယ်တိုင် michael award ကိုသူပြောခဲ့တယ် ဒီနေ့မှာမိုက်ကယ်အဝတ်တို့ကလည်းကျွန်တော်တို့မာရီယိုကော့ဇီကအသင်းနဲ့လုံးဝ profile ကမကိုက်ညီဘူးခမသွားမဲ့ဒါမူဖော်ရောမှာမိုဟာမက်ဆာလာကအသင်းနဲ့ပူပြီးကိုက်ညီကြမိုဟာမက်ဆာလာကိုပဲခမကိုကျွန်တော်ဝယ်ပေးမယ်လို့ပြောပြောချင်တာဗျာရှင်းရှင်းလေးကျွန်တော်အနေနဲ့ပြောတာပေါ့နော် club ကိုယ်တိုင်လည်း floor တွေအများကြီးရှိတယ်နီးပြရတဲ့တယောက်ပဲဒါပေမဲ့ club ကိုယ်တိုင်ကတော့ at least တော့ခုနကပြောတဲ့ဒီလိုမျိုးပွဲဆက်တွေမရှုံးဘာညာဆိုလို့ဆိုတာပြောလို့ရမယ်ဒီမှာပါတယ် တခါကျရင်ဗျာခုနပြောဆိုအာလီဆိုတော့ဒီနှစ်မှာညံ့နေတယ်ဒါဟာကျွန်တော်လုံးဝကာကွယ်မှာမဟုတ်ဘူးဒါခင်ဗျာ100%ကျွန်တော်လုံးဝလုံးဝမကာကွယ်ဘူးဒါကျွန်တော်လက်ရှိလက်ခံတဲ့အမှတ်တွေကအာလီဆိုညံ့နေတယ်အာလီဆိုအနေနဲ့ခုလက်ရှိမှာ tactically အရန် flow ဖြစ်နေတယ်ဒါပေမဲ့လက်ရှိမှာအာလီဆိုကိုတိုင်ကလည်းလက်ရှိကျွန်တော်ခုနပြောဆိုပြီးသူတို့ရဲ့အကောင်းဆုံးကစားသမားတွေတိုင်ပတ်နေတဲ့အချိန်မှာအာလီဆို inherited ဖြစ်ခဲ့တဲ့ movement မှာရှိတယ်သိလားကျွန်တော်ပြောတာပြောချင်တာဥပမာလက်ရှိမှာဆာလာတချင်ကြရင်ဗီဇာကုန်မှာကျွန်တော်တွက်ထားပြီးသား van dyke တချင်ကြရင်ဗီဇာကုန်မှာကျွန်တော်တွက်ထားပြီးသား လီဗာပူးမှာငကိုတဲက defensive midfielder problem ရှိတယ်ဆိုတာ club ခက်ခဲကျွန်တော်သိတယ်အခုချိန်ထိသိတယ်ကျွန်တော်အသင်းတစ်သင်းမှာ defensive midfield မရှိဘဲနဲ့ရေရှည်ရဒါကျွန်တော်ဘလို့မှခုတ်ပလို့လို့မရဘူးအဲ့တော့အခုကျမှကျွန်တော်ဒါခုနက FG ကိုမကောင်းပြော FG နေတဲ့ဒီနှစ်မှာတို့လည်းဝယ်သိန်းတလောက်ဒါကျွန်တော်ဒီလောက်ဒီအများကြီးဝယ်ပြီး investment မှာတာဝန်ချင်ဒါပေမဲ့ တခါခါကြာရခုနပေါ်ဆိုကစားသမားတွေတခါကြာရခုနပေါ်ဒီနေရာမှာနောက်ထပ်တစ်ခုကျွန်တော်ထပ်ပြီးပြောချင်တာအဖလော်ရီယန်ရစ်ကဂျင်းမီပေးရရဲ့ဈေးနဲ့မတန်အလက်ဇန္ဒာအီဆက်ကပေးရရဲ့ဈေးနဲ့မတန်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဒီနေရာမှာကျွန်တော်နောက်တစ်ခုပြောချင်တာကပေါ့နော်ကစားသမားတွေလက်ရှိမှာပြပရိသတ်တွေပေးတဲ့ pressure ခုနကငကိုတဲကသူ့အတူ game ကပေးတဲ့ pressure နဲ့ဒါကျွန်တော်ကစားသမားကလဲနေတဲ့အချိန်မှာကျွန်တော်ပရိသတ်ကပါမလူလားပဲနဲ့ကစားသမားတွေ pressure သွားပြီးအဲ့ကစားသမားလုံးဝလဲထွက်သွားအောင် အဲ့ကြောင့်မခမရတာပုံမှန်လေမန်ချစ်စတာယူနိုက်တက်လို့အသင်းမျိုးမှာကစားသမားတွေ performance ဘာလို့မဖြစ်ဘဲနဲ့ကျန်တဲ့အသင်းတွေမှာ performance ဒီကစားသမားတရာမှာ90%ကဘာလို့ဖြစ်လဲသိလားပရိသတ်တွေ spiraling ကြောင့်ပဲပရိသတ်တွေကိုယ်တိုင်ကလက်ရှိကစားသမားတယောက်ကရောက်လာပြီဆိုအဲ့ဒီပရိသတ်တွေကအမြင့်ဆုံးမျောပန်းတာနားလေလွယ်ဒါပေမဲ့အချိန်လဲပေးရမယ်အထူးသဖြင့်လီမတူတဲ့ကောင်လေဥပမာလက်ရှိမှာကျွန်တော်ဒါပုံမှန်လေအားမလာနိုင်ပါမယ်ကနာကက်ဆိုခမရဘလိန်မှန်တယ်ဒီကောင်ဒီနေရာမှာဆော့ဒါကြီးကိုဒီပရိသတ်ဒီကစားသမားရဲ့တွေ့ဘူးနေရကစားမှာဆက်သုံးမကြောက်ကနာကက်ကိုခမရပြောလို့ရတယ် Florian Risk လို့កောင်းမျိုးကျွန်တော်ဒါလက်ခံမှုတခဲရင်တယ် Risk ကလက်ရှိမှာ Bundesliga ဒါကျွန်တော်ရောက်ဒီဘက်မှာရောက်လာပြီးတော့တွဲဆိုးရတဲ့កောင်းနေတကောင်းမှာစောက်ပုံမလာတော့ No offense ဆာလာကြနေပြီ Gag ကို cut in side လို့ပြီးကန်သားလွယ်ဘာမှမတက်ဘူးတိုက်စစ်မှုမှာအခုချိန်ထိ Hugo Ekitike လာ Isak ကိုတိုင်လာလက်ရှိမှာဒါ Arni Sok ကိုတိုင်မကွဲသေးဘူးကျွန်တော် Isak ကိုတော့မပလိမ့်သေး Isak လက်ရှိမှာဆော့တာလိုက်ချိုးယူလို့ရတဲ့အမှုမဲ့ပဲရှိနေတယ်အဲ့ပြောချင်တာကဗျာဒီနေရာမှာကျွန်တော်ဒီအာနီစောကိုကာကွယ်ပေးနေတာမဟုတ်ဘူးဒါပေမဲ့ဒါမျိုးတွေကိုလည်းကျွန်တော် perspective တစ်ခုညာနားလည်ရမယ်တဲ့မှာပါတယ် ဒါပေမဲ့ artist lot ကိုလက်ရှိမှာထုတ်ချင်နေဆိုတဲ့ဥစ္စာကလည်းနည်းနည်းလေးများသေးတယ်လို့မြင်တယ်။ artist lot အောက်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ flow logic ကျွန်တော်အများကြီးများ flow logic တော့မဟုတ်ဘူးအဲ့ဒါကပရိသတ်တောင်နားလည်လို့ရတယ်။ဒါပေမဲ့တစ်ချိန်တစ်ခါက Liverpool အသင်းဖလားရီနဲ့ Super League နဲ့အရင်ကြီးဝေးကွာနေတဲ့အချိန်ခါက Liverpool အသင်းဘလောက်ခံစားခဲ့ရလဲ။ လီဘိုပရိသတ်ဟောင်းနေပေါ့ကျွန်တော်ကိုယ်တိုင်ကလော့မရောက်ခင်ကကျွန်တော်ကိုယ်တိုင်လီဘိုပရိသတ်တွေတဖဲလေးကင်းနေခဲ့တဲ့လူတယောက်အနေနဲ့ဘလောက်တိလီဘိုပရိသတ်တွေခံစားခဲ့ရတဲ့အသီးဆုံး Brendan Rodgers ခင်မှာ S3 သုံးဗျာ Starlin Suarez ဒါကျွန်တော်တို့ဘလူးဟာဘလူးဘီဝါနောက်တော့ Starrich ဒီလိုခင်မှာတော့ supply ရဖို့တဲ့လက်တကန်းလူမှတိုင်ပတ်သွားခဲ့တဲ့ movement မှာတော့မှလီဘိုပရိသတ်ရရှုံးပြီးခဲ့အခုလက်ရှိမှာ Arnison နဲ့ Premier League ယူထားခဲ့တဲ့နီးပြပဲဗျာဘာဖြစ်တော့ကျွန်တော်ပြောတာနောက်ဆုံးဗျာဒီနှစ်ဖလားမရဘူးဆိုတော့မှ Arni ကိုကျွန်တော်နားလည်ပြီးနိုင်နေတာမှရှိတယ် တော့ကျွန်တော်ဒီညဘာအာနီဆိုအခုလက်ရှိမှာစောက်တော့မကြောက်ဘူးပြောတော့အခုလက်ရှိမှာအာနီဆိုမားနေတာအများကြီးပဲအားနေနေတာအများကြီးပဲ but i need slot to serve time i need slot เนี่ยกูเล่ชิมาเฉิงหลูเดตู้นี่เนี่ยตู้เนี่ยดาเล่ชิดาเรา baby even premier league เนี่ยดาเราก็ဆိုတော့เราดาဟို liverpool ရဲ့တမိုင်းတစ်ချောင်းမှာအကောင်းဆုံးသော full back တွေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ် right back ကစားသမားတစ်ယောက်ဖြစ်ခဲ့ဘူးတဲ့ liverpool တမိုင်းတစ်ချောင်းမှာအကောင်းဆုံးတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ဘူးအာနိုလိုကစားသမားအသင်းကနှုတ်ထွက်ခံရတယ်ဟုတ်တော့ဟုတ် van dijk အသက်ရွယ်တစ်ခုရောက်လာပြီ ဆာလာကဘာပေါ်မှာတော့ကျွန်တော်ပရီးမီးယားလီးဂ်မှာ maybe even one of the best egyptian player လို့ပြောရကဘာပေါ်မှာလည်းအကောင်းဆုံးတဲ့ right wing စာသမားတစ်ယောက်ပြောရပရီးမီးယားလီးဂ်မှာဒါလက်ရှိမှာ hall of fame ဒီပါလာနိုင်တဲ့ကစားသမားတစ်ယောက်ကြာနေတဲ့အချိန်အဲ့တော့တခါကြရင်ပြောခုနကဒါကြီးကိုကျွန်တော်ဒါလေတခါဟုတ်ခုနကပရိသတ်ဆိုတာပွဲတိုင်းနိုင်ကျင်တာပဲခင်ဗျားတို့လိုအသင်းမျိုးပြောကျွန်တော်တို့လိုစပါးတော်ပရိသတ်တော်မှာဖြစ်နိုင်မယ်ဆိုကျွန်တော် champion league တော်လိုချင်ရတာပဲဗျာဟုတ်တယ်မှာကျွန်တော်ပြောတာလူရတော့ဒါပေမဲ့တခါကြရင်ခုနကပြောဆိုပဲ ဘာလို့မလဲရှိမှာကျွန်တော်ပြောအာရီစလော့တ်ခုမှလက်ရှိမှာဘဒူကိုဒါကျွန်တော်ခေါ်တယ်လူးဝစ်အက်ဒီကေ PSG ကိုပြစ်ပြီးခုချိန်မှာလီဗာပူးကိုလာမယ်ထင်လားကျွန်တော်ပြောတာလီဗာပူးကမကောင်းတဲ့ကိစ္စမပြောတော့လက်ရှိမှာ PSG လိုမျိုး facility အပြည့်သူတီဆောက်ထားရတဲ့အသင်းသူလုပ်နေတဲ့ဥစ္စာမှာသူလက်ရှိမှာလီဗာပူးကိုသူပြစ်ပြီးလာမယ်ထင်လားမတင်ဘူးလက်ရှိမှာအပြောကျင်တာဒါရှေ့ရှေ့လေး အခုချိန်မှာကျွန်တော်အာဒိတာနဲ့တရားရှင်ကကျွန်တော်လာစနပရိသတ်နဲ့ရန်ဖြစ်ခဲ့လို့အာဒိတာတော့လက်ရှိမှာပုံမှန်ပြီးပရီးမီယာလိတိုက်တယ်မရဘူးတဲ့တော့အဲ့လောက်ထိအချိန်နေပေးနေတဲ့အချိန်မှာခင်ဗျားတို့အာဒီစတော့အချိန်ပေးတာဘာမှမမှားဘူးလို့မြင်တယ်။နောက်ဆုံးပြဒီနေ့ပြဒါကျွန်တော်လီဗာပူးသင်ဘာမှမရဘဲနဲ့ပြည်တွင်းဖလားလေးတစ်လုံးရအောင်ကျွန်တော်ပြောဒါကျွန်တော်လက်ရှိမှာ FA ဖလားတစ်လုံးရလီဗာပူးသင်နဲ့ဒါကျွန်တော်ကလော့ဘ်ခင်မှာ FA ဖလားတစ်လုံးရပဲကောင်းမှမှညီးခဲ့တာမှမဟုတ်ဒါကျွန်တော်ပြောရသေးလား။တခါကျရင်ဘုန်းတော်ကျွန်တော်ဒါလီဗာပူးပရိသတ်တွေကိုပြောချင်တာတခါကျရင်ပေါ့နော်ဟိုအရင်ကကောင်းမှမကြည့်နဲ့မြောင်းတယ်။ကောင်းလေးငုံကြည့်ကျွန်တော်တို့သင်မှုတွေရှိတယ်။ကျွန်တော်ပြော သိလားကျွန်တော်ကျွန်တော်တို့အသင်းမျိုးကြီးရှယ်ကျွန်တော်မနစ်တနေ့မှာယူရိုပါလိကြရဲ့အခုချိန်မှာအရန်ပြုံတဲ့ကောင်တွေရှိတယ်ခင်ဗျတခါကျရင်အဲ့လိုမျိုးကြီးလစ်ဗပူးအသင်းကိုတိုင်ကဖလားလက်မဲ့ကာလာတစ်ခုကနေလာခဲ့တဲ့အသင်းတစ်သင်းဖြစ်တဲ့ဖလားလက်မဲ့ဆိုတော့အခြေအနေတစ်ခုပေါ့နော်ပရီးမီးယားလိမှာအခုကကဘာမှဖလားများဆုံးတဲ့အသင်းတစ်သူကျော်သိတယ်ဒါပေမဲ့အဲ့လိုအခြေအနေတစ်ခုကလာရမှာငါတို့ဒီအခြေအနေပြန်ပြောအခုလက်ရှိမှာ at least တော့ငါတို့က front foot အနေနဲ့အခုချိန်အခုချိန်မှာပဲဖုံးဝင်လင်းပြောရမှာလက်ရှိမှာလစ်ဗပူးအသင်းနဲ့ Arsenal သိတယ်အမတ်ကြီးကလုံးဝကွဲပြဲနေအောင်ခွာရမှာမဟုတ်လက်ရှိမှာ29ပဲကြံသေးတယ်လုတ်ချင်တာလုတ်လို့ရတယ် မှတ်မိလားကျွန်တော်ဒါကျွန်တော်တနှစ်သား2022မှာတော့ကျွန်တော်ဒါဟိုနံပါတ်1ကအသင်းနဲ့ Manchester City အသင်းနဲ့ total ရှစ်မှတ်กว่าနေတယ် City အသင်းဒေါက်လျှောက်လိုက်တယ်ဖလားရသွားအဲ့ဒီကတော့ Liverpool နဲ့တင်တယ်ဟုတ်တယ် personal ကြီးခမဲအခုလက်ရှိမှာကိုယ်အသင်းကို confident မရှိဘူးဒါပေမဲ့လက်ရှိမှာ Liverpool အသင်းရဲ့လက်ရှိအသင်းရဲ့ကစားသမားတွေက click ဖြစ်ရင်လုံးဝ click ဖြစ်သွားနိုင်တယ် Eastern လူကစားသမား goal တွင်စတိုက်တွင်သွားနိုင်တယ် Florian Risk ဒီကျွန်တော်တောင်မန်ကကစားသမားနဲ့လည်းလေးအချိုးပြေသွားတဲ့သူပိုကောင်းသွားမယ်ခုနကကျွန်တော်ပြောခဲ့လက်ရှိမှာတချို့ကစားသမားကျွန်တော်ဒါမ blame ရဘူးဆို ဒီဈေးတွေအကုန်လုံးကအသင်းနဲ့အသင်းဘက်ကတတ်မှတ်တဲ့ဈေးတွေဖြစ်ပြီးကစားသမားဘက်ကဘာမှတတ်မှတ်ခဲ့ရတယ်။အဲ့ဈေးတွေနဲ့ကစားသမားတွေမဆိုင်ဘူး။တွဲမမြင်နဲ့ကျွန်တော်ပြောတာ။လူကာမိုဒရစ်ကတစ်ချိန်လုံးကဒါရီယယ်မက်ဒရစ်ခေါ်တဲ့အချိန်မှာပရိသတ်တွေကတစ်နှစ်တာအဆိုးရွားဆုံးကစားသမားခေါ်ယူမှုနေတတ်မှတ်ခဲ့တဲ့ကစားသမားအခုလက်ရှိမှာရီယယ်မက်ဒရစ်သင်းတူချေဘလုံးယူခဲ့တယ်။ Give it a time ကျွန်တော်ပြောသီးလား။ AC သွား လောက်ပဲကျွန်တော်ပြောချင်လောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုချင်နေဆိုရင်တော့ Youth Sport Media 3.0 Radio TV 4ရတော့မှာကျေးလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါတယ်။ကောင်းမွန်တော့နေနေဖြစ်ပါစေ။စုပေါင်းကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြပါဘူး။အားလုံးပဲကြိုးတူပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါတယ်။ကျွန်တော်တို့ကွန်ပြူပေါ့ဗျ။ဒေးပေါ့ဗျ။အားလုံးပဲကြိုးတူပါတယ်။